ဟူသောအတန်ဒီခဏခဏမြည်နေတော်လဲစင်စစ်ထိုးဘူးစဉ်အောက်တွင်နွားတကောင်းမျှမရှိကြ။နွားနှင့်တူသောတတော်ဝပင်မရှိကြ။ဘူးစဉ်အောက်သို့သွားကြည့်လျင်မူကားဝချမ်းများကိုမြှောက်ကိုင်းနေသောအတန်ရှင်အောင်ပေါ်နှင့်အုတ်လက်ဖင်မိုင်းတို့တခုကိုသာတွေ့ရပေလိမ့်မည်။အုတ်လက်ဖင်မိုင်းသည်အောင်ပေါ်၏နွားဖြစ်သည်။အောင်ပေါ်သည်ဆယ်နှစ်သားရွယ်တငယ်ဖြစ်သည်။ရောင်ဖုတ်စုကလေးနှင့်ချစ်စရာကောင်းသည်။ ပအိုးပြေဖောင်းဖောင်းနဲ့တာ၍ချစ်စရာကောင်းသည်စော့သည့်အရာတွင်ကမြောက်ရှုံးအောင်စော့ရသူဖြစ်သည်ဤနေ့ညနေတွင် အောင်ပေါ်သည်ဘူးစင်အောင်၌တယောက်ထဲသူဤအုံးလက်နွားနှင့်စော့နေသည် အုံးလက်နွားကိုကြိုးတက်ဆွဲ၍ပတ်ချာလှဲ့ကားပြေးသည် အပြေးရက်လျက်တကယ့်လူကြီးဟန်အမူအရာဖြင့်သူဤအုံးလက်နွားကိုမညာမတာ စင်ငါစင်ငါရိုက်သည် ဟဲ့နွားဒီနွားရိုက်ခံရတော့မယ်နော်ကျင်းဒီအော်ဒီနွားကလည်းနော်ဟုညီးဒီအောင်မော်ဒီထိုးသို့နှုတ်ကလည်းမြည်မြည်တိုင်းလည်းမြည်တက်ဒုတ်ချက်ကပို့သည်ဖြင့်ဘာမှမမြည်မအော်တတ်သောအုံးလက်နွားသည်ပျော့စီစီပင် ဖြစ်နေကြပြီအောင်ပေါ်မှာလည်းသူဤကစားစရာနှင့်စိတ်ဆိုးလိုက်စိတ်ပြက်တက်တက်လှုပ်လိုက်ပတ်ချာလှဲ့ပြေးလိုက်နှင့်အတော်ကြာအောင်စော့နေသည်ဖြစ်ရာ မောလာယော်မီထိုအခိုက်မဲကြောင်ကြောင်အယောင်ရှိသော ခွေးတကောင်သည်မြို့ဝဆောင်အောက်မှလန့်ပြေးပြေးထွက်လာ၍ဘူးစင်အောက်သို့ရောက်လာသည် အောင်ဘော်ကိုစိမ့်စိမ့်ကြည့်သည်အောင်ဘော်သည် ထိုမဲကြောင်ကြောင်ခွေးကိုပြန်ကြည့်၍ဒီခွေးဘဲကခွေးလေဟု တွေးနေလေသည် ထိုခွေးသည် အမိကိုမနှံသူ့ပါဇက်ကိုဟလိုက်ပိတ်လိုက်ပြုတ်နေသည် အောင်ဘော်သည် ခွေး၏ပါဇက်ကိုတည်တည်ချာချာကြည့်သည် ်ထို့နောက်မတွေးတတ်အောင်ဖြစ်သည်ဖြင့်မိဘဆောင်ဤခုံပြင်းပေါ်သို့တရောတော်ပါပြေးတက်ခါထိုခုံပြင်းမှနေ၍ခွေးဤပါဇက်ကိုတည်တည်ချာချာကြည့်ပြန်သည် ခွေးဤပါဇက်သည်ဟလိုက် ပိတ်လိုက်ပိတ်လိုက်ဟလိုက်လှုပ်ရှားနေသည်ပါဇက်ကိုဟလိုက်သောအခါတိုင်းသွားဖြူဖြူရှာနီနီ အာနီနီတို့ပေါ်လာတတ်သည် ထိုတို့လျင်အောင်ပေါ်နှင့်ခွေးတို့အပြန်အလှန်ကြည့်နေကြစဉ်ခွေးဖြူဖြူတကောင်သည်မိဘဆောင်အောက်မှပင်ပြေးထွက်လာ၍ ထိုမဲကြောင်ကြောင်ခွေးအနီးသို့သွားသည်ဝတ်လိုက်ခုံလိုက်မြည်ပြုသည်အောင်ပေါ်သည် မျက်လုံးမျက်စံပြုလျက်ဟဲ့ကြားဘူးကြည်စံနင့်ကိုကြိုက်လိမ့်မယ်ဟုအော်လိုက်သည်အောင်ပေါ်၏တန်ကိုကြားသောအခါခွေးနှကောင်သည်နှစ်ဖော်တွဲကဘူးစဉ်အောက်မှအသာထွက်သွားကြသည် အောင်ပေါ်သည် အတန်ကြာကြက်သည်တေးလျက်နေမိသည်ထို့နောက်အိမ်တွင်သို့ပြေးဝင်၍ ။တရင်ကျုပ်ပွဲတော်အမိမိဘုံချိုးနေကြသော လူပိုင်းတွင် ဝင်ရှုပ်တော်သည်။အုံးလက်နွားမှာက ထိုတညက်နေဖို့ဘူးစဉ်အောက်၌ငိမ့်ညမ်းစွာနေ၍တညင့်ကုန်ရတော်သည်။အောင်ပေါ်သည် အဖိုးဤမြေးဖြစ်သည်။အဖိုးအိတ်လျင်လိုက်အိတ်သည်။အဖိုးနနက်ထလျင်လိုက်ထသည်။အောင်မော်သည် သူ့အဖိုးကိုချစ်သည်တို့ရာတွင် တခါကသူ့အဖိုးကိုယုံခဲ့မှုသည် ချစ်သည်ကအိယာဝင်ခံဤတွင် အဖိုးကပုံတို့ကလေးများပြောလေရှိသောကြောင့်ဖြစ်သည်ငလက်မမဲတွေရွှေယုံနှင့်ရွှေကြားမောက်ပေါက်ချိုင်းငမိုးရိပ်မိချောင်းတီရာယာမဒတ်တာကီရီဘလူးဗုဒ္ဓလုံရေကန်တို့ရေလာကစားတဲ့ကြသောနတ်သမီးခုနှစ်ဖော်နှင့်အဖိုးဤချိုပြုံးသောမျက်နှာတို့သည် အောင်ပေါ်ဤစိတ်ထဲတွင် အမြဲတွဲလျက်ထင်နေလေသည် ထို့ကြောင့်အောင်ပေါ်သည် သူ့အဖိုးကိုချစ်ခြင်းဖြစ်သည်တခါကယွံမှုသည် ဆိုဒီကသူ့အဖိုးဒီအော်ဒီလောကကြီးမှာဘာမှအနှစ်သာရမရှိပါကလားအိုရနာရတေးရတာပဲနိဗ္ဗာန်ရွှေပြည်ကိုရောက်မှအင်းငိမ့်ခြင်းဒုက္ခအစစ်ကိုခံစားရမှာပဲဒီလူဘဝမှာနေရသမျှဒုက္ခကြီးပဲဘယ်သားဘယ်သမီးဘယ်မျိုးကိုမှမခင်တွေ့ခြင်းဘူးနင်တို့ဟာနိဗ္ဗာန်ရဲ့ရံသူတွေပဲစသဖြင့်ကြီးတဲ့သောကြောင့်ဖြစ်သည် အောင်မော်ဒီအိုရနာရတေရတာပဲဟူသော စကားအတိပဲကို နားမလဲတော်လဲထိုစကားတို့သည် အဖို့ဤစကားဖြစ်သောကြောင့်ကောင်းသောစကားဖြစ်မည်ဟုလက်ခံလိုက်၏ဘေတာဘေသမီဘေမီးကိုမှ မခင်တွယ်ခြင်းဘူးဟူသော စကားကိုမူကားအောင်ပေါ်နားလဲသည်ထို့ကြောင့်အောင်ပေါ်သည် သူ့အဖို့ကို တခါကရွံ့ငယ်ပူခြင်းဖြစ်သည်ရွံ့ငင်းသာမက ဝန်းနေခြင်းပင်ဖြစ်ခဲ့သည် ို့ရာတွင် အောင်ပေါ်ဤယွန်ကြီးဝန်းနေခြင်းတို့သည်အောင်ပေါ်ဤစိတ်ထဲ၌တိတ်တဆိတ်ပျောက်ကွယ်သွားသလိုလိုရှိခဲ့သည်အဘယ်ကြောင့်ဆိုသောဘယ်သားဘယ်သမီးဘယ်မျိုးကိုမှမခင်တွေ့ခြင်းဘူးဟုညည်းတတ်သော သူအဖိုးသည်တနေ့တွင်အယူဤကော်ဖီဆိုင်မှရင်နွေးဘူးအလောင်းခံလိုက်ရ၍တအိုင်အိုင်အော်ကာအိမ်သို့ပြန်ပြေးလာသော ကြားဘူကိုမြင်သောအခါကော်ဖီဆိုင်ထဲသို့ဒေါသရဲရဲနှင့်ဆင်းသွား၏ နင်တို့ထောင်ကြခြင်းသလားတိရိစ္ဆာန်ညှင်းသေးမှုနဲ့တရားစွဲရမလားဟုကျင်းမှုသောကြောင့်ဖြစ်သည်ထို့နောက်ပြာကြီးပြာရာအိမ်တို့ပြန်လာ၍စီအိုးထဲမှစီနေငယ်ကိုခွက်ထဲသို့ထည့်ပြီးလျင်မန်းမှုပြီးနောက်ကြားပေါ်ဤအနာကိုကြက်တောင်ဖြင့်ဖြင်းညင်းစွာ စီမံလိမ့်ပေးဘူးလေသည် အောင်ပေါ်သည် သူ့အဖိုးကို ထိုကဲ့သို့သောအဖိုးဟုတိခဲ့သည်ထို့ကြောင့်သူဤယွန့်ညင်းဝန်းနေခြင်းတို့သည် သူစိတ်ထဲ၌တိတ်တဆိတ်ပျောက်ကွယ်သွားသလိုလိုရှိခဲ့ခြင်းဖြစ်သည်ဤနေ့နဲ့နဲ့မိုးမလင်းငယ်မြေဖိုးနှစ်ယောက်အိယာမှထနှင့်ညလေပြီအဖိုးသည်မိဖို့၌ရင်ရွေးအိုးတည်နေသည်အောင်မော်သည်အမေးအမြန်းထူခြင်းလာသည်အဘကျွန်တော်ပကံတွေဆေးလိုက်မယ်နော်အေးအေးကြည်ဆေးကွယ်ပကံဒီကွဲကုန်မကွဲ့ငါမြေးဖို့အဘမနေ့ကပကံသေးသေးလေးတလုံးဈေးကဝယ်လာတယ်အယုတ်တွေနဲ့ကွယ် ဒါလားဘာရဲ့မှန်းအေးအေးအဘပကံကလည်းတရုတ်စာတွေနဲ့မင်းကွယ်တဲစကားများတကူကွယ်အဘလက်တောင်အပူလောင်သွားပြီအောင်ပေါ်သည်ခလေးသံနှင့် ကြိတ်၍ရီလိုက်လေသည်အဖိုးသည်မီးထိုးလျံအောင်ပေါ်သည်ပကံစည်းလျံအတန်ကြာလျင်အဘအေးအေးမနေ့ညနေတုန်းကလေပါဇက်တလုံးလုံးနဲ့ခွေးမဲတကောင်နောက်ဖေးကိုလာတယ်ဟုတ်လား ဘဲကခွေးလေကွဘဲကခွေးလေတော့မသိဘူး तू ကကြိုက်ချင်တယ်ဗါရဲ့သူ့ပါဇက်ကလှုပ်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 နဲ့နှုတ်တယ်ကြားပူကိုတော့ तू မကြိုက်ဘူးဟေးဟုတ်လားနှုတ်ပေတဲ့ကျွန်တော်ဒီခွေးကိုနာနာရိုက်လွှတ်မယ်သူ့ပါဇက်ကလှုပ်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 နဲ့ तू ကကြိုက်ချင်တယ် तू ကကြားပူစားတဲ့ထမင်းကိုလူစားမှာမလုပ်ပါနဲ့ကွကဲကဲမင်းပကံနေစေးပြီးဗလားအိမ်ရှိကိုယူခဲ့ကွပကံနေကွဲကိုမကွဲ့ နေရောင်ပွင့်လာသဖြင့်မြေဘိုးနှစ်ယောက်သည်အိမ်ရှိကောင်းရင်နေရာတွင်လက်ဖက်ရည်တူးနှင့်ထိုင်ကြလေသည်ပဲပြုတ်သေးလာသဖြင့်ခေါ်ဝဲပြီးလျင်လက်ဖက်ရည်တောက်ခါပဲပြုတ်စားကာနေကြလေသည်အောင်မော်လက်ဖက်ရည်နည်းနည်းတောက်၍ပဲပြုတ်များများစားသည်ကိုကားအထူးပြောဖို့လိုမည်မဟုတ်ချေဟောဟောဟူခွေးပဲဟူခွေးပဲအောင်မေ तू ကကြားဖို့ခေါင်းမော်ခုန်တက်တယ်နင်သေးပေတော့ဟဲ့ဟဲ့ဟဲ့မလုတ်ပါနဲ့ဟဲ့အောင်မော်ရဲ့မလုတ်ပါနဲ့ဟဲ့ အောင်ပေါ်သည်မိမိစုပ်ကိုင်းထားသောဝလုံးတိုးကိုပြစ်ချ၍နေရာသို့ပြန်လာသည်မင်းမလဲကွယ်သူတို့ဘာသာနေပူစာလုံရင်ကစားနေတာထိုင်ကွယ်ထိုင်ကွယ်ပဲပြုတ်တွေအများကြီးကြံနေသေးတယ်ကဲကဲလွေးလိုက်စမ်းကျွန်တော်ဒီခွေးကိုမြင်ကလေးကရိုက်ချင်တယ်သူ့ပါဇာကလှုပ်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 တယ်သူကကြိုက်ချင်တာဘာရဲ့မကြိုက်ပါဘူးကွယ်ငါမြေးကလာသူ့နာမသွားနဲ့ သူ့ပါဇက်ကဟလိုက်ပိတ်လိုက်နေအဖမြင်တယ်မဟုတ်လားတငယ်နာเจ้าဆွဲနေတယ်ထင်ပါရဲ့ကွယ်မရိုက်ပါနဲ့နောက်ပြီးတော့သူ့နှစ်ဖူးမှာအဝါကွက်လေးနှစ်ကွက်ရှိတယ်အေးအေးနှစ်ဖူးမှာအဝါကွက်ကလေးတွေရှိတယ်ခွေးကိုလေးလုံးလို့ခေါ်တာပေါ့စားကွယ်စားကွယ်မရိုက်ပါနဲ့မြည်ရဲ့အဖိုးကမရိုက်ပါနဲ့ဟုတောင်းပန်ထားတော်လဲအောင်ပေါ်သည်ပါဇက်ဟလိုက်ပိတ်လိုက်ပြုတ်လို့တော့ ခွေးကိုမြင်နိုင်လိုက်နှက်လေရှိသည်အိမ်ကကြားဘူကိုလည်းထိုခွေးနှင့်တွဲ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 နေရမလားဟုဒေါသထွက်၍ခြေထောက်နှင့်ကန်လေရှိသည်တို့ရာတွင်ကြားဘူသည်အကန့်ခံရာတိုင်းနှာတန်ပါပါညီးလျံကျမ်းပေါ်၌လှဲ၍ခြေလကလန်လက်ကလန်နှင့်သာအကန့်ခံလေရှိသည်ထို့ကြောင့်အောင်ပေါ်သည် ကြားဘူကိုမကန့်ညင်တော့ကြည်တခါသောအောင်ပေါ်သည် သူမုံသောမဲကြောင်ကြောင်ခွေးကို ဘူးစင်အောက်ရှိထင်းမုံအကွယ်မှနေ၍စောင့်သည်ထိုခွေးသည်ဘူးစင်အောက်သို့မရောမလဲရောက်လာသည်အောင်ပေါ်သည်ထင်းချောင်းတစ်ချောင်းကောက်ယူ၍ထိုခွေးစီသို့တအားကုန်ပြစ်လွတ်လိုက်သည်နှထင်းချက်ကောင်းကိုမှန်သဖြင့်ခွေးသည်ခြေလက်ဘက်လဲသွားပြီးလျင်တနားစရာ ငေသံပါအောင်ဥဩအော်၍လွတ်ရာသို့ ထိုးဒီထိုးကန်ပြေးပါလီတော်၏အောင်ပေါ်သည်အလွန်ဝမ်းသာအားရဖြစ်သွားသည် ထိုခွေးသည် ထိုနေ့မှစ၍ လေးရက်တိတိအိမ်တို့မလာတော့ကြတို့ရာတွင်အောင်ပေါ်မှာတမျိုးစိတ်ပူရပြန်သည် ထိုလေးရက်တွင်တွင်ကြားဘူးလဲအိမ်တို့ပြန်မလာတော့ကြောင်ဖြစ်သည် စားခွက်တွင်ထမင်းအပြည့်တိုးလျက်သာ နေလီတော့သည် အောင်ပေါ်သည်အိမ်နီးနားတွင်ကြားဘူးကိုတအို့အို့အော်ခေါ်၍ရှာကြည့်သည်မတွေ့ကြငားရံမြောင်နေတွင်ထွက်ပြေးသော ခွင်းနှကောင်ပြန်လာကြသည် ထိုနေ့တွင်ကြားဘူးနှင့်မဲကြောင်ကြောင်ခွေးတို့ကလည်း ဘူးစင်အောက်သို့ဝင်လာအောင်ဘော်ကလည်းမိဘူဆောင်မှဘူးစင်အောက်သို့အစင်းပက်ပင်းမှတွေ့ကြသည်မဲကြောင်ကြောင်ခွေးသည်အောင်ဘော်ကိုမြင်လိုက်သည်နှင့်တပြိုင်နက်တုတ်ချေတင်ပြေးတော်သည်ကြားဘူကမပြေးအောင်ဘော်ထန်းသို့အမိနှံ့ကလာ၍အောင်ဘော်ကိုနှာခေါင်းနှင့်နန်းကရှာနှင့်ရက်ခါမြူးတူးခုန်ပြန်နေသည်အောင်ဘော်သည်ကြားဘူဤလက်ဘင်းကိုအားရပါးရဖက်၍ကြောကိုတည့်ရင်ကြားဘူ နင်ဘယ်သွားနေတယ်လဲနင်ထမင်းစားရရဲ့လားနင်ဟိုခွေးနဲ့မပေါင်းနဲ့ဟိုခွေးကနင့်ကိုကြိုက်မှာကြည်စမ်းနင်တော်တော်ပိန်သွားတယ်လာလာဟုဆို၍ကြားဘူကိုမိဘဆောင်တဲ့သူတရွတ်တိုက်ဆွဲသွင်းသည်ထို့နောက်ထမင်းကိုငါးနှစ်နေ၍ကျွေးလေသည်ကြားဘူကစားခြင်းဟန်မပြကြီအောင်ဘော်သည်ကြားဘူဤနှုတ်သီးကိုဆွဲ၍အတင်းစားခိုင်း၏ကြားဘူသည်ငါးဘက်များကိုသာရှာစား၍အစာရက်နေသည် တဲဒီခွေးဟာစားဆိုရင်မစားဘူးမစားနဲ့ဟဲ့မစားနဲ့ဟဲ့ဟုမြည်တွန်လျက်ကြားဘူကို6နှစ်ကံပြန်သည်ကြားဘူထွက်ပြေးပြန်လေ၏အောင်ပေါ်သည်ကြားဘူထွက်ပြေးရာဘက်သို့လိုက်ကြည့်ရင်ဘူးစင်အောက်သို့ဆင်းလာသည်အရာတစ်ခုကိုခလုတ်တိုက်မိသဖြင့်ခြေနာသွားသည်ခလုတ်တိုက်သည့်နေရာကိုကြည့်လိုက်ရာထင်းချောင်းတစ်ချောင်းကိုတွေ့သည်အောင်ပေါ်သည်လွန်ခဲ့သော၄-၅ရက်ကပါဇက်ဟလိုက်ပိတ်လိုက်ပြူသော မဲကြောင်ကြောင်ခွေးဤနှထင်းချက်ကောင်းကိုမှန်သောထင်းချောင်းဖြစ်မဲမှန်းကိုသိ၍ထိုထင်းချောင်းကိုကပ်ယူလိုက်သည်ထိုထင်းချောင်းသည် အလျားတံတောင်နီးပါးရှည်၍သူ့လက်သည်တဆုပ်စာလောက်ရှိသည်ထိုနေ့ကသူမုန်းသောခွေးခြာလက်ဘက်လဲကငေးသံပအောင်ဥဩအော်ပြေးသည်ကိုအောင်ပေါ်သတိရလာသည်ထို့ကြောင့်အောင်ပေါ်သည်ထင်းချောင်းကိုပြန်ကြည့်သည်ထို့နောက်ထင်းချောင်းကိုပြစ်ချ၍ချက်ချင်းပင်အိမ်မော်ပြန်တက်သွားသည် နောက်တစ်နေ့တွင် အောင်ပေါ်သည်ပါဇက်ဟလိုက်ပိတ်လိုက်ပြူသောခွေးကိုအိမ်နဘေး၌တွေ့ပြန်သည် ထိုခွေးသည်အောင်ပေါ်ကိုမြင်သည်နှင့်တပြိုင်နက်ဒုံးချ၍ပြေးပြန်သည်အောင်ပေါ်သည်ထိုခွေးကိုငေးမောကကြည့်၍တွေ့နေသည် နောက်ခါများတွင်လည်းထိုခွေးသည် အောင်ပေါ်ကိုမြင်တိုင်းဒုံးချ၍ပြေးတယ်လျာအောင်ပေါ်မှာစိတ်မကောင်းဖြစ်ရသည် ထိုခွေးအမြင်မခံဝင့်အောင်ပင်ဖြစ်ရှာသည်ဤသို့ဖြင့် တရင်ကျွ၍တစောင်းမုံရောက်နတော်ကူးပြီးလျင် ပြာသူတို့ချင်းလာခဲ့သည်ခွေးဦးချင်းမကလာဒီနံတင်းချင်းမိပေါင်းထုံးချင်းတို့လွန်၍တဘိုရဲလာထမင်းထိုးသောလသို့ရောက်လာခဲ့ပြီတမနက်တွင်အောင်မော်တို့မြေးဖိုးသည် အခါတိုင်းကဲ့သို့အိယာမအစောကြီးထ၍ရင်းနှီးအိုးတဲကြသည်အဘကျွန်တော်ပကံဒီဆေးလိုက်မယ်နော်အေးအေးကြည်ဆေးကွယ်ပကံဒီကွဲကုန်မကွဲ့ အဖမနေ့ကငါမြေးဖို့ပကံသေးသေးတလုံးဝယ်လာခဲ့တယ်။နတ်သမီးယုံနေကွဒါလားဘာရဲ့မှန်းအေးအေးဒါမှလှတာဘာရဲ့နေရောင်ဝင်းဝါလာလေသည်မြေးဖို့နှစ်ယောက်သည်အိမ်ရှိခေါင်းရင်းသို့သွားရန် ပြင်နေကဲ့ခွေးကလေးတစ်ကောင်ဤအော်တန်သည်ဘူးစင်အောက်မှကြည်ကြည်ကြကြမြည်လာသည် အောင်ပေါ်သည် အပြင်သို့ပြေးထွက်သွား၏အဖိုးလည်းနောက်ကလိုက်သွားသည် အောင်ပေါ်သည်ဘူးစင်အောက်ထင်းမုံဤတွင်တအိုင်အိုင်မီအော်ကချိနယ်စွာတွားတွားလျက်ရှိသော ခွေးငယ်ကလေးတကောင်ကိုတွေ့၍ချီမပွေယူကခုံပြင်သို့ပြန်လာသည်ခွေးကလေးသည်လှလဲလှသည်ဝလဲဝသည် အမွှေးလဲချောသည်မဲကြောင်ကြောင်တွင် ကြားဖို့ဤအဖြူကွက်ပါသည်ကြောတွင်အဝါစင်းအနှဲငယ်ပါသေးသည် ခွေးကလေးသည် အောင်ပေါ်ဤလက်တွင်း၌ငိုကာယူကာတဆာသာအော်မီလျက်နေသည် ထိုအခိုက်တွင်ပါဇက်ဟလိုက်ပိတ်လိုက်ပြူသောခွေးသည်ဘူးစင်အောက်သို့ရုတ်ချီးရောက်လာသည်ဤတခါတွင် ထိုခွေးသည် အောင်ပေါ်ကိုမြင်တော်လဲထွက်မပြေးတော်ဘဲပါဇက်ကိုဟလိုက်ပိတ်လိုက်ပြူလျက်အောင်မော့ကိုကြည့်နေသည်အိုးသူ့သားကလေးကို ဟုဆို၍အောင်ပေါ်သည် ခွေးမာကြီးကို ပထမအကြိမ်ပြုံးကြည့်ကြည့်လိုက်သည်ခွေးကလေးကိုလည်းကျမ်းပေါ်၌ချ၍ကျင်နာယူရစွာလက်ဖြင့်တတ်ပေးသည် ခွေးကလေးလည်းအငိုတိတ်သွားသည် ခွေးမကြီးသည် အောင်ပေါ်ကိုစူးဆိုင်ကြည့်ရင်းပါဇက်ကိုဟလိုက်ပိတ်လိုက်ပြုတ်လျက်ပထမချိန်အမိနှံ့လေသည်သူ့ကလေးကိုပြန်ပေးလိုက်ပါ အောင်ပေါ်ရာဟုအဖိုးကဆိုသည်ဖြင့်အောင်ပေါ်သည် ခွေးကလေးကိုမြေမှာအသာချပေးလိုက်သည် ခွေးမကြီးသည်ခေါင်းကိုနှိမ့်ငါတားငယ်စီတို့မရေတရေလာ၍တားငယ်ကိုရှာဖြင့်ရက်လေသည်တခါတခါအောင်ပေါ်ကိုမော့ကြည့်သည် သူ့ပါဇက်ကလှုပ်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 နဲ့သူကြိုက်ချင်တယ်ထင်တယ်ဘရဲ့တဲခတ်တကူွယ်မင်းသူ့လိုလှုပ်ကြည့်သံအောင်ပေါ်ဒီသူ့ပါဇက်ကိုဟလိုက်ပိတ်လိုက်လှုပ်ကြည့်သည်ကြိုက်ငါမြေအဘကိုကြိုက်ချင်သလားဟာအဘကလေအဖိုးဒီလေเจ้าမှာချွဲတံပပရှိလိုက်သည်အောင်ပေါ်ဒီခွေးသားမိကိုကြည့်၍ကြည့်မဝဖြစ်နေသည်နောက်တနေ့နနက်တွင်အောင်ပေါ်ဤကျဲလောင်သောအတန်ကိုကြားရသည် ထိုတန်ကလေးလုံးရေအိုအိုအိုကြားပေါ်ရေအိုအိုဟူသောအတန်ဖြစ်လေတည်းကန္နလောက မေလာ1934